တများလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Time 5 Magazine အပါဝင် Time Media တွေကနေရေးသားလာတဲ့ခေါင်းစဉ်လေးတစ်ခုကစိတ်ဝင်စားစရာကောင်းတဲ့အတွက်အဲကြောင်းလေးကိုပြည့်သက်တင်နဲ့ဆွေးနွေးသုံးသပ်ရင်တင်ဆက်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Time Magazine နေရေးထားတဲ့ခေါင်းစဉ်ကတော့ Navi ကိုတားနိုင်တဲ့သူမရှိတော့ဘူးလားတဲ့ Super League ကိုအနိုင်ယူလိုက်ပြီးတဲ့နောက်မှာ Time Media တွေကအဲ့လိုမေးခွန်းတစ်ခုနဲ့အတူစောင်းမတွေရေးသားလာခဲ့ကြတာပါဒီတော့ပြည့်သက်တွေလည်းဆွေးနွေးပေးလို့ရပါတယ်။နာဘီကိုတားနိုင်တဲ့မဲ့သူကဘာသူဖြစ်မလဲ တားနိုင်တဲ့သူကတကယ်ပဲမရှိတော့ဘူးလားပေါ့လေနဗီဟာ1 championship ရဲ့ဘင်တာဝိတ်တန်းမှာအကျွမ်းမဲ့ဖိုက်တာတယောက်ဖြစ်မှမသိဖြစ်လာခဲ့ပါပြီ1172မှာနဗီနဲ့စူပါလက်နာကိုပွဲတယ်ပေးလိုက်တော့စူပါလက်နိုင်လိမ့်မယ်လို့ပဲအားလုံးကယူဆထားခဲ့ကြတယ်ဒါပေမဲ့ပွဲအနေထားတကယ်ကိုကြောင်းမြန်ဖြစ်သွားခဲ့တယ်ပွဲကြီး၃ချီလုံးကိုနဗီကအသာစီးကားကြီးပဲထိုးသွားခဲ့တယ်ပေါ့လေစူပါလက်ဟာဘာတစ်ခုမှကိုသေးရှာလုံးပြမသွားနိုင်ခဲ့ဘူး နဗီဟာစူပါလက်ရဲ့အချိန်အဝါကိုအဆုံးသတ်ပြစ်လိုက်တယ်လို့တော့ပြောလို့ရပါတယ်ခင်ဗျပထမတစ်ချိန်သူ့ကိုနိုင်ထားတဲ့ fighter ဖြစ်နေလို့ကြောင့်နည်းနည်းလန့်နေကြကြောင့်သာနဗီအနေနဲ့စူပါလက်ကိုအလဲမထိုးလိုက်နိုင်တာပါတကယ်ကစူပါလက်နှစ်ချိန်နော့ဒေါင်းကျသွားတဲ့အချိန်မှာနဗီသာဖိထိုးမယ်ဆိုရင်ဒီပွဲမှာနဗီအနေနဲ့အလဲထိုးနိုင်တာမျိုးတော့ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်နဗီကအပပြင်းထန်တဲ့ရှေကန်ချက်တွေဒူးတိုက်ချက်တွေနဲ့ စူပါလက်ကိုထိထိရောက်ဖိအားပေးနိုင်ခဲ့ပါတယ်။စူပါလက်ကတော့သူ့ရဲ့နာမည်ကျော်စူပါပါဝါရှေကန်ချက်တွေကိုတေးချာတော့ထုတ်သုံးချိန်မရလိုက်ပါဘူး။ပြီးတော့စူပါလက်ရဲ့ရှေကန်ချက်တိုင်းကိုနာဗီကကြံ့ကြံ့ခံပြီးတုံ့ပြန်သွားနိုင်တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ကြပါတယ်ဗျ။ဒီတော့လက်ရှိမှာသတင်းထွက်နေတာကတော့ YSC ကို Chatry က Hydration Tester ရှုံလို့ Super Luxy ကနေသူခပတ်သိမ်းလိုက်တယ်။သိမ်းလိုက်တော့ခပတ် ပြန်ပြီးတော့လူပွဲပေါ့လေပေါင်းစည်းကပတ်လူပွဲအဖြစ်စူပါလက်နဲ့နာဗီကိုနောက်ထပ်တစ်ချိန်ထပ်တွေ့ပေးနိုင်လေလောက်တယ်ဆိုပြီးတော့အတန်တွေထွက်လာတာကြားရတယ်ဗျဘာကြောင့်လဲဆိုတော့စူပါလက်အနေနဲ့ကလည်းနာဗီကိုထပ်တွေ့ခြင်းလေးမယ်ဒီပွဲမှာရှုံးတာကိုလက်တုံပြန်ပြီးတော့ revenge ပေါ့လေရှုံးကြီးဆက်တာမျိုးလုပ်ရှင်လိမ့်မယ်လို့ဝမ်းငါယူဆရရှိတယ်လို့ time media တွေကသုံးသပ်ထားတာရှိပါတယ်နာဗီကလည်းပွဲပြီးတဲ့အချိန်မှာ press conference ပေါ့လေတနေ့စာရှင်းလင်းပွဲမှာ ဝိုင်းရစီးကိုရှက်ထူးနဲ့တွေ့ပြီးစကားပြောနေတာတွေကဘာလဲဘာအကြောင်းလဲပေါ့လေသူ့ကိုခပတ်လူပွဲဘယ်လိုပုံစံနဲ့ပေးမှာလဲခပတ်ရိုက်ဖို့အတွက်သူကဘယ်လိုထိုးရမှာလဲဆိုတာကိုမေးမြန်းတာမျိုးဖြစ်နိုင်တယ်လို့သုံးသက်ချက်တွေလည်းထပ်ပေါ်နေပါတယ်အဲတစ်ဖက်မှာတော့စူပါလက်မဟုတ်ရင်ဘယ်သူဖြစ်နိုင်လဲဆိုတော့ပြီးတော့ပေါ့လေဒါ Thai Media ရိုက်သုံးသက်တာကတော့သူရော့ထန်ကိုပါထည့်ပြီးသုံးသက်တယ်ရော့ထန်နဲ့ကဘာဖြစ်လို့မဖြစ်နိုင်ကြအကြောင်းရှိမှာလဲတဲ့ရော့ထန်ကကစ်ဘောက်စင်မှာလည်းတော်တယ်မွေထိုင်းမှာလည်းတော်တယ်လေးတဲ့ပြီးတော့တဲ့ 1 Friday 534မှာတော့ငါတဲ့ Super Luck နဲ့ Rotten တို့တကယ်ချင်းအရင်ကြီးမြောက်ကိုတော့1ကပွဲဖြစ်အောင်တည်ပေးခဲ့သေးတာပဲတဲ့တကယ်တမ်းနဘီနဲ့ Rotten ပွဲဖြစ်ဖို့ဆိုရင်တခုပဲလိုတယ်တဲ့အဲ့ဒါဝိညာဉ်ပဲလိုတာတဲ့ဝိညာဉ်လိုက်ရင်သုံးညောင်ကိုလွတ်ပေးလို့ရတယ်ပြောရမယ်ဆိုရင်ဗျာအာဒိုဂန်နဲ့မာလီခင်ပွဲဖြစ်မြောက်ရေးကိုလုပ်တာနဲ့တူတယ်ပေါ့လေအာဒိုဂန်နဲ့မာလီခင်ဖြစ်မြောက်ရေးကဘာတခုပဲလုံနေဆိုတော့အဲ့ဝိညာဉ်ကိုတခုပဲလုံနေတာဝိညာဉ်သာသာအဆင်ပြေသွားရင်အာဒိုဂန်နဲ့မာလီခင်ပွဲကဖြစ်မြောက်လာနိုင်ပြီလေအဲ့တော့ ရော့ထန်ကကစ်ဘောက်စင်နဲ့ထုံးနိုင်တယ်လို့မွေထိုင်းမှလည်းဆေးရကြတယ်ဒါပေမဲ့ပြောမဲ့သာပြောရတာပါပွဲဖြစ်မြောက်ဖို့ကတော့တိတ်မလွယ်လှပါဘူးရော့ထန်ကပြောဦးတယ်နဗီရဲ့ဒူးပြန်ကြောင်းကိုသူကောင်းကောင်းသိတယ်တဲ့အဲ့လိုပြောတာရှိတော့ဒီပွဲဖြစ်မြောက်လာဖို့ကတော့ခက်တယ်ပေါ့လေတစ်ဖက်မှာနာဗာဒီရှိသိမ့်မယ်နာဗာဒီကလက်ရှိမှာဒါမစီကြာချုံမှုကြောင့်တစ်နှစ်တောင်ပိတ်ခံထားရတယ်ဆိုတော့တစ်နှစ်တွင်းမှာနာဗာဒီနဲ့နာဗီပေါ်ရဖြစ်လာနိုင်ကြမရှိတော့ဘူးဒီတော့နဗီကိုလက်ရှိမှာရွှေကပတ်လူပဲထိုးဖို့အတွက်ပေါင်းစည်းကပတ်လူပဲဖန်တီးပေးဖို့အတွက်က စူပါလက်ပဲရှိတယ်လို့ကျွန်တော်တို့မြင်မိတယ်။အဲ့တော့သူတို့နှစ်ယောက်ကိုပြန်ပြီးနောက်ထပ်တစ်ကြိမ်တတိယတစ်ကြိမ်ထိုးခိုင်းအောင်မလားဆိုတာကျွန်တော်စောင့်ကြည့်ရမှာပါ။နဗီဟာလူငယ်ပြိုင်ပွဲတွေကနေ professional ပြိုင်ပွဲထိတက်လာမှာရှုံးပွဲဆိုလို့သူတပွဲပဲရှိခဲ့ဘူးတဲ့။အဲ့ဒီပွဲက1ရဲ့ပထမဆုံးပွဲစဉ်1ကိုဝင်လာတဲ့ကလကဖွင့်ပွဲစဉ်အဲ့ဘက်မှာသူစူပါလက်ကိုရှုံးခဲ့တာ။အဲ့ဒီပွဲပဲရှုံးမှုတယ်ခင်ဗျ။အဲ့တော့လက်ရှိမှာ1 championship ကနဗီကိုနောက်ထပ်တစ်ပွဲမှာဘယ်သူနဲ့ပေးရမလဲ။ဘယ်သူနဲ့ပေးတွေ့ရမလဲဆိုတာကိုတော့ နည်းနည်းအလေးနက်ထားစဉ်းစားလောက်ပြီလို့ထင်ပါတယ်ခင်ဗျရှေ့မှာနဗီကိုသူတို့တစ်ကြိမ်ကစ်ဘောက်ဆင်ထိုးခိုင်းမှုတော့လုပ်ခဲ့တယ်ပက်စတန်နော်နဲ့ထိုးခိုင်းတာဒါပေမဲ့အဲ့ဒီပွဲမဖြစ်မြောက်ဖဲနဲ့ဖြစ်မြောက်ခါနီးအချိန်မှာပက်စတန်နော်ကဝိတ်ချိန်တာနဲ့ဟိုက်ဒရိုဂျင်တက်စစ်စစ်တာမှာအခက်တွေ့တယ်ပြီးတော့ဝိတ်အောင်မြင်ဖို့ဟိုက်ဒရိုဂျင်တက်အောင်မြင်ဖို့ကြိုးစားရင်းနဲ့အဆင်ပြေဖြစ်ပြီးတော့ပက်စတန်နော်ကဆေးရုံရောက်တဲ့အထိဖြစ်သွားခဲ့တယ်အဲ့တော့အဲ့ဒီပွဲဖြစ်မှုတဲ့နာဘာဒီနဲ့တည်ပြီးတော့လေဒီဘက်မှာစူပါလက်ကနေလေ့ကျင့်ရေးမှာ ထိခိုက်ဒဏ်ရာဖြစ်ပြီးပွဲကနေထွက်သွားတဲ့အတွက်စူပါလက်ဂင်တောင်နာဗီကိုအဆောင်အမီထိုးခတ်လိုက်တယ်အဲ့တော့နာဗာဒီနှစ်ပွဲပြတ်သွားခဲ့တယ်ပေါ့ဒီတော့လက်ရှိအချိန်မှာကျွန်တော်ပြန်တွေးဆမယ်ဆိုရင်တော့တစ်ဖက်မှာဘယ်သူမှမရှိသေးဘူးစူပါလက်ပဲရှိတယ်ဒီတော့နာဗီဟာအခုလက်ရှိမှာဝမ်းချန်ပီယံရှစ်မွေထိုင်းဘင်တန်ဝိတ်တန်းကိုအကျွင်းမဲ့မိမှုသူဖြစ်သွားပြီလားဒီဝိတ်တန်းမှာ နဗီးကိုတားရတဲ့သူမရှိဘူးလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုဖြစ်လာခဲ့ပါပြီ။ပြည်သက်တွေအနေနဲ့လည်းဝင်ရောက်ဆွေးနွေးသုံးသပ်ပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ကြည့်ရှုအားပြီးတော့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ။